အရှင်ဖရာရိုသေစွာလျှောက်ထားအပ်ပါれတရားဆိုတာဘသူပဲဟောဟောနာကြားကောင်းတာသိပါပြီဖရာဆရာတော်ဥကျော်ဟိန်တရားလိုက်ဟောတဲ့အခါဆရာတော်ကြီးတွေက သာသနာဖြတ်လို့ပြောခြင်းကအဘယ်အကျိုးကြောင့်ပါလဲဖရာရိုသေစွာလျှောက်ထားအပ်ပါれတဲ့အဲ့ဒီအကြောင်းအရာကိုအပြည့်စုံသိကျင်တယ်ဆိုရင်ခေမကန်ဆရာတော်အရှင်ခေမိန်ဒဟောကြားတော်မူသောသာသနာပြုမာလားသာသနာဖြတ်မာလားဆိုတဲ့တရားကိုရှာပြီးနာကြည့်ပါနော် အဲ့ဒီတရားကဥကျော်ဟင်းကိုခေါ်တဲ့တရားဖြစ်ပါတယ်အဲ့ဒီမှာအပြည့်အစုံသိရပါလိမ့်မယ်ဒီမှာတော့ဥစဉ်နည်းနည်းပဲပြောပါမယ်နော်ပရိသတ်တွေကဥကျော်ဟင်းကိုအရှင်ဖရာမြတ်စွာဘုရားကတုတ်တန်ဝီနိအဘိဓမ္မာဆိုပြီးတိရကသုံးပုံကိုဟောကြားခဲ့ပါတယ်အရှင်ဖရာတရားဟောတဲ့အခါမှာအဲ့ဒီတိရကသုံးပုံထဲကဘယ်တရားကိုထုတ်နှုတ်ပြီးဟောမှလဲလို့မေးပါတယ်အဲ့ဒီအခါမှာဥကျော်ဟင်းက တုတ်တံဝီနိအဘိဓမ္မာပိဋကတ်၃ပုံကိုဖျားဟောပါတယ်လို့ဘယ်သူအာမခံနိုင်ပါသလဲဥစဉ်ကဖျားဟောကိုဟောမှာမဟုတ်ဘူးကိုအသည့်ကိုကိုဟောမှာဆိုပြီးပြောပါတယ်ကိုအသည့်ဆိုတာဗာလေပုထုဇဉ်အသည့်အကန်းအသည့်ပါနော်ပုထုဇဉ်အသည့်အကန်းအသည့်ကိုဟောမယ်ဆိုရင်လူတွေလမ်းမရောက်ပြီးတော့သာသနာပြည့်စည်ပါလိမ့်မယ်နော်ဒါကြောင့်ဥကျော်ဟင်းကိုသာသနာဖြတ်လို့ခေါင်းစဉ်တက်ပြီးတရားဟောပိတ်လိုက်ခြင်းဖြစ်ပါတယ်နော်